ခရစ်စတန်တမန်ကျမ်းစာတွေဖတ်ဘူးတဲ့ပုဂ္ဂိုလ်တွေတွေ့ဘူးလိမ့်မယ်။ Jesus Christ ကမင်းကိုပါရိုက်လို့ရှိရင်ဟိုဘက်ပါကိုထိုးပေးပါဆိုတဲ့အခါနော်။ဒါတိခတ်မှုရဲ့အတိုင်းအတာတစ်ခုကိုဖော်ပြတာပဲ။ဂေါရမမြတ်စွာဘုရားကျတော့နော်ဟိုဘက်ပါကိုထိုးပေးပါလို့မပြောဘူးမြတ်စွာဘုရားကျတော့ဘလောက်ထိအောင် ပြောတော့ဆို။ ကကစုပမတုတ်တန်ကြတော့ဘယ်လိုပြောတော့ဆိုလဲမင်းကိုတဲ့ရန်သူတွေကမင်းရဲ့ခန္ဓာကိုယ်လွှာကြီးနဲ့တိုက်ဖြတ်နေတောင်းအဲ့ဒီတိုက်ဖြတ်တဲ့အပေါ်မှာစိတ်ဆိုးမိလို့ရှင်ငါစကားမလိုက်နိုင်ရရောက်တယ်လို့ဒီလိုတော့ဟောတာနော်ဒီလိုဆိုတာဒေါသကိုအဲ့ဒီလောက်ထိအောင်တိခံကိုမြတ်စွာဘုရားဟောခဲ့တာကကစုပမတုတ်တန်ပါဠိရိုက်ထားတော့ဘယ်နာမလဲ နော်လွှတ်နဲ့တိုက်ထတော့မှပဲဒီစိတ်မဆိုးရဘူးလို့ဟောခဲ့တာမြတ်စွာဘုရားဒီလိုဆိုရင်အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမတွေကဒီလောကရန်နဲ့ကြုံတွေ့လာလို့ကိုယ်ဆဲရည်တယ်ကဲ့ရဲ့ရှုပ်ချတယ်ဆိုလို့ရှိရင်မြတ်စွာဘုရားလိုက်နာဖို့ရာတွေဟောတယ်အေးစိတ်မဆိုးနဲ့တဲ့နံပါတ်၁ကစိတ်မဆိုးနဲ့စိတ်ဆိုးနေလို့ရှိရင်စိတ်ဆိုးမှုကြောင့်ကိုယ်ပဲအနှောင့်အယှက်ဖြစ်မယ်စိတ်ဆိုးနေသည့်အတွက်ကြောင့် သူပြောတဲ့စကားအကောင်းလားအဆိုးလားဆိုတော့မင်းမသိနိုင်ဘူးတဲ့ဒါကြောင့်မလို့မဟုတ်ရင် မဟုတ်ဘူးလို့ပဲဖြစ်ရှင်းလို့ဆိုတာဒါမြတ်စွာဘုရားရဲ့အဆုံးအမတစ်ခုပဲပေါ့ချီးမွမ်းလို့ရှင်လဲထို့တူပဲဝမ်းမတန်နဲ့တဲ့ဝမ်းတန်နေလို့ရှင်မင်းရဲ့တိုးတက်မှုလမ်းကြောင်းကိုယ့်ကိုအဟုတ်ကြီးထင်သွားတတ်တယ်တဲ့ဟုတ်တယ်ဆိုလို့ရှင် ဟုတ်တယ်ဝန်ခံပါတဲ့ ဒါပဲမြတ်စွာဘုရားဟောတယ်။နော်။ချီးမွမ်းရင်လည်းဝမ်းမသာနဲ့ကဲ့ရဲ့ရှုပ်ကြရင်လည်းစိတ်မဆိုးနဲ့ဆိုတာဒါမြတ်စွာဘုရားရဲ့အဆုံးအမတစ်ခုပဲ။ဝမ်းသာတဲ့လူတွေကကျေနပ်မှဖြစ်တော့လဲဆင်းရဲတဲ့လူတွေကကျေနပ်နိုင်ဘူး။သူတို့တော့ချမ်းသာအောင်ဖန်ဆင်းတယ်ငါတို့ကျတော့ချမ်းသာအောင်မဖန်ဆင်းဘူးဆိုပြီးပြစ်တင်မှာပဲ။အဲ့ဒီလူတွေဖြစ်လာနိုင်တယ်ပေါ့ အေးဖြစ်လာနိုင်သည့်အတွက်ကြောင့်ဖန်ဆင်းရှင်ဆိုတာကိုလူတိုင်းကသံသာတဲ့လူတွေကကျင့်နဲ့မှဖြစ်တော့လဲဆင်းရဲတဲ့လူတွေကမကျင့်နိုင်နိုင်ဘူးသူတို့တော့ချမ်းသာအောင်ဖန်ဆင်းတယ်ငါတို့ကျတော့ချမ်းသာအောင်မဖန်ဆင်းဘူးဆိုပြီးပြစ်တင်မှာပဲအဲ့ဒီလူတွေဖြစ်လာနိုင်နေပေါ့အေးဖြစ်လာနိုင်သည့်အတွက်ကြောင့်ဖန်ဆင်းရှင်ဆိုတာကိုလူတိုင်းကသံသာတဲ့လူတွေက จีนั่นมาဖြစ်တော့လဲဆင်းရဲတဲ့လူတွေကจีนတ်နိုင်ဘူးသူတို့တော့ချမ်းသာအောင်ဖန်ဆင်းတယ်ငါတို့ကျတော့ချမ်းသာအောင်မဖန်ဆင်းဘူးဆိုပြီးပြစ်တင်มาပဲအဲ့ဒီလူတွေဖြစ်လာနိုင်နေပေါ့အေးဖြစ်လာနိုင်သေးတဲ့အတွက်ကြောင့်ဖန်ဆင်းရှင်ဆိုတာကိုလူတိုင်းကမမာရင်ရင်ပြေခေါ်မြော်မြင်မှုမမာရင်ရင်တွေးခေါ်မြော်မြင်မှုဆိုတာကတော့ ေလောကမှာကုသိုလ်ဆိုတာမရှိပါဘူးကုသိုလ်လုပ်လေကုသိုလ်မရပါဘူးအကုသိုလ်ဆိုတာလည်းမရှိပါဘူးအကုသိုလ်လုပ်လေအကုသိုလ်မဖြစ်ပါဘူးဖယားသခင်ဖန်ဆန်းထားတဲ့အတိုင်းဖန်ဆင်းထားတဲ့အတိုင်းဘာလုပ်လို့ဘာမှမဖြစ်ပါဘူးသူတော်ဘာဝအတိုင်းဖြစ်နေတာပါလို့ ကံနဲ့ကံဤအကျိုးကိုညင်းပယ်တဲ့အမြင်မျိုးရှိလို့ရှင်မိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်။မှန်မှရင်ရင်တွေးခေါ်မြုံမြင်မှုမှန်မှရင်ရင်တွေးခေါ်မြုံမြင်မှုဆိုတာကတော့ဤလောကမှာကုသိုလ်ဆိုတာမရှိပါဘူး။ကုသိုလ်လုပ်လေကုသိုလ်မရပါဘူး။အကုသိုလ်ဆိုတာလည်းမရှိပါဘူး။အကုသိုလ်လုပ်လေအကုသိုလ်မဖြစ်ပါဘူး။ ဘုရားသခင်ဖန်ဆင်းထားတဲ့အတိုင်းဖန်ဆင်းထားတဲ့အတိုင်းဘာလို့လို့ဘာမှမဖြစ်ပါဘူးသူတော်ဘာအတိုင်းဖြစ်နေတာပါလို့ကံနဲ့ကံဤအကျိုးကိုညှင်းပယ်တဲ့အမြင်မျိုးရှိလို့ရှိရင်မိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်စိတ်မဆိုးတတ်တဲ့ပုဂ္ဂိုလ်လှတယ်စိတ်မဆိုးတတ်ဘူးဒေါသဖြစ်เสียတွေ့ပြီမဲ့လို့သူကတိခန့်ခြင်းခွင့်လွတ်ခြင်းအပြုံးမပြတ်နေထိုင်ခြင်း ေးတဖက်သားကအဲ့ဒါလို့အပြုတ်မပြက်နေပို့ပြီးတော့စိတ်ကဒိုးလာတတ်သေးတယ်နော်သူ့ကိုမထီမဲမြင်လှုပ်တယ်လို့ထင်ကောင်းထင်သေးတယ်အဲ့ဒါမျိုးဒါကတော့အလိုထင်ထင်ပေါ့ဒေါသမဖြစ်အောင်ထိန်းနိုင်ရင်တော့အကောင်းဆုံးပဲအဲ့ဒါလို့သီးခံခြင်းအပြုတ်မပြက်ဒေါသမထွက်ဖဲဒီလိုဒေါသကိုချုပ်တီးဆောင်စည်းခြင်းဟာဘဝစတိုင်စတိုင်မှာ ရုပ်ဆင်းလှပခြင်းရဲ့အကြောင်းတရားဖြစ်တယ်ဘယ်လိုပဲပြောပြောစိတ်မဆိုးဘူးဥပမာဘာနဲ့တူတုံးဆိုလို့ရှိရင်မြေကြီးဟာဘသူကပဲတူးဆွတူးဆွမြေကြီးကတုံ့ပြန်မှုမလုပ်ဘူးပထဝီသမစိတ်လို့ဆိုတာမြေကြီးနဲ့အလားတရံတူတဲ့စိတ်တုံ့လုံခြင်းမရှိထို့တူပဲရေဟာလည်းပဲ ဘသူကပဲရေကိုမိဘူးတိုက်တိုက်မိရှုရှုရေဟာလည်းပဲတုတ်ပြန်ခြင်းမရှိဘူးလေဟာလည်းထုတ်တူပဲတုတ်ပြန်ခြင်းမရှိဘူးမိဟာလည်းထုတ်တူပဲတုတ်ပြန်ခြင်းမရှိဘူးတဲ့ဒါကြောင့်မို့လို့ဘုန်းကြီးတို့တရရဲ့စိတ်ဟာမြေကြီးပမာတုတ်ပြန်မှုမရှိအောင်လေ့ကျင့်ယူရမယ်လို့ဒီလိုပြောတာเนาะဘယ်လိုပဲကိုယ်ကိုလာပြီးတော့ပြောပြောစိတ်မဆိုးအောင်ကျင့်ရမ စိတ်မဆိုးအောင်နေရဒါဖြင့်စိတ်မဆိုးအောင်နေဖို့အတွက်အတွေးတစ်ခုတော့ရှေ့ရလိုက်အတွေးမရှိဘဲနဲ့စိတ်မဆိုးအောင်နေလို့မဖြစ်နိုင်ဘူးပေါ့ဘာနဲ့ခုခံမလဲမေတ္တာနဲ့ခုခံရင်ခုခံသို့မဟုတ်ခန္တီဆိုတဲ့တရားနဲ့ခုခံရင်ခုခံခန္တီဆိုတာကိုဘုန်းကြီးတို့တွေဟိုတလွဲနားလည်နေကြတာရှိသေးတယ်နော်ပြန်မပြောဘူး ငုံခံနေတယ်ကိုခံတီလို့ဒီလိုထင်တယ်မဟုတ်ဘူးခံတီရဲ့သဘောကပင်ကိုစိတ်အခြေအနေမပြတ်အောင်ထိန်းထားနိုင်တာကိုခံတီလို့ခေါ်တယ်ပင်ကိုစိတ်အခြေအနေဆိုတာလူတယောက်ကကိုယ့်ကိုမစော်ကားခင်တုန်းကချီလင်းပြီးတော့ငြိမ်းချမ်းနေတဲ့စိတ်ကလေးလားစော်ကားတဲ့အချိန်မှာအဲ့ဒီစိတ်ကလေးမပြောက်အောင်ထိန်းတာကိုခံတီလို့ပြောတာ အခုခန္တီဆိုတာက ပြန်မပြောတာသာရှိတယ်ရင်ထဲမှာဘလောင်ဆူနေတယ်မမမရင်ရင်တွေးခေါ်မျှော်မြင်မှုမမမရင်ရင်တွေးခေါ်မျှော်မြင်မှုဆိုတာကတော့အေးလောကမှာကုသိုလ်ဆိုတာမရှိပါဘူးကုသိုလ်လုပ်လေကုသိုလ်မရပါဘူးအကုသိုလ်ဆိုတာလည်းမရှိပါဘူးအကုသိုလ်လုပ်လေအကုသိုလ်မဖြစ်ပါဘူး ဖရာသခင်ဖန်ဆန်းထားတဲ့အတိုင်းဖန်ဆင်းထားတဲ့အတိုင်းဘာလို့လို့ဘာမှမဖြစ်ပါဘူးသူတော်ဘာဝအတိုင်းဖြစ်နေတာပါလို့ကံနဲ့ကံဤအကျိုးကိုညင်းပယ်တဲ့အမြင်မျိုးရှိလို့ရှိရင်မိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်မမရင်ရင်တွေးခေါ်မျှော်မြင်မှုမမရင်ရင်တွေးခေါ်မျှော်မြင်မှုဆိုတာဘာလို့အေးလောကမှာကုသိုလ်ဆိုတာမရှိပါဘူး ကုသိုလ်လုံးလည်းကုသိုလ်မရပါဘူးအကုသိုလ်ဆိုတာလည်းမရှိပါဘူးအကုသိုလ်လုံးလည်းအကုသိုလ်မဖြစ်ပါဘူးဖယားသခင်ဖန်ဆန်းထားတဲ့အတိုင်းဖန်ဆင်းထားတဲ့အတိုင်းဘာလို့လို့ဘာမှမဖြစ်ပါဘူးသူတော်ဘာအတိုင်းဖြစ်နေတာပါလို့ကံနဲ့ကံဤအကျိုးကိုညင်းပယ်တဲ့အမြင်မျိုးရှိလို့ရှိရင်မိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်မမရင် တွေးခေါ်မျှော်မြင်မှုမမယင်တွေးခေါ်မျှော်မြင်မှုဆိုတာကတော့အေးလောကမှာကုသိုလ်ဆိုတာမရှိပါဘူးကုသိုလ်လုပ်လေကုသိုလ်မရပါဘူးအကုသိုလ်ဆိုတာလည်းမရှိပါဘူးအကုသိုလ်လုပ်လေအကုသိုလ်မဖြစ်ပါဘူးဖရသခင်ဖန်ဆန်းထားတဲ့အတိုင်းဖန်ဆင်းထားတဲ့အတိုင်းဘာလို့လို့ဘာမှမဖြစ်ပါဘူးသူတော်ဘာဝအတိုင်းဖြစ်နေတာပါလို့ ံနဲ့ကံဤအကျိုးကိုညင်းပယ်တဲ့အမြင်မျိုးရှိလို့ရှိရင်မိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်။မမရွေရွေတွေးခေါ်မျောမြင်မှုမမရွေရွေတွေးခေါ်မျောမြင်မှုဆိုတာဘာလို့အေးလောကမှာကုသိုလ်ဆိုတာမရှိပါဘူး။ကုသိုလ်လုပ်လေကုသိုလ်မရပါဘူးအကုသိုလ်ဆိုတာလည်းမရှိပါဘူးအကုသိုလ်လုပ်လေအကုသိုလ်မဖြစ်ပါဘူး ဘုရားသခင်ဖန်ဆင်းထားတဲ့အတိုင်းဖန်ဆင်းထားတဲ့အတိုင်းဘာလို့လို့ဘာမှမဖြစ်ပါဘူးသူတော်ဘာဝအတိုင်းဖြစ်နေတာပါလို့ကံနဲ့ကံဤအကျိုးကိုညင်းပယ်တဲ့အမြင်မျိုးရှိလို့ရှင်မိစ္ဆာဒိဋ္ဌိတို့ခေါ်တယ်ဘုန်းကြီးတို့တွေနားမယောင်ကြဖို့အရေးကြီးတယ်ဘုန်းကြီးတို့ငယ်ငယ်တုန်းကလည်းအဲဒီမန္တလေးမှာပဲမှတ်မိသေးတယ် မျက်စိအထူးကိုဆရာဝန်တယောက်ကိုပပြတယ်။သူကဗုဒ္ဓဘာသာမဟုတ်ဘူးပါတန်ချာ။ဘုန်းကြီးတို့ကငယ်သေးတော့အာသာတရားကြောင်းလဲကောင်းအောင်မသိသေးဘူးပေါ့နော်။သူကဘာတွေပြောတော့ဆိုလောကမှာဖះဆိုတာတဆူတည်းပဲရှိတယ်။သူပြောလို့တဲ့ဖះကောဓမဗုဒ္ဓကပြောတာမဟုတ်ဘူး။နော်ကဘာမှာဖះဆိုတာတဆူတည်းပဲရှိတယ်။ တို့ပြောခြင်းနဲ့ဖရာဘာလို့ဆိုဂော့ဆိုတဲ့ဖရာပဲပေါ့အဲ့ဒီဂော့ဆိုတဲ့ဖရာကို မြင်ဘူးတဲ့ပုံကလူမှမရှိနော်အဲ့ဒီဖရာကလည်းတခါမှသူတို့ကိုတရားဟောတာလည်းမရှိဘူးအေးတဆင့်ကနေပြီးတော့ဖရာသခင်က ပြောတယ်ဖရာသခင်ကပြောတယ်ကဲဖရာသခင်ကပြောတာဘယ်သူကြားတယ်လဲလို့မေးလို့ရှိရင်ဘယ်သူမှကြားတဲ့လူမရှိဘူးနော်အဆင့်ဆင့်ပြောလာတာ နောက်ဆုံးမှာဘာမှမရှိတော့ဘဲနဲ့ဟိုထိုးဒီဟိုလက်ညှိုးထိုးဒီလက်နဲ့ထိုးနဲ့နောက်ဆုံးကြတော့မရှိတဲ့လမ်းကြောင်းပေါ်ရောက်သွားတာပဲတရားခံလက်တယ်ရှာမရတဲ့ရှာမရတဲ့လမ်းကြောင်းပေါ်ရောက်သွားတာပဲဘယ်တော့မှမဆုံးနိုင်တဲ့အစဉ်အဆက်ကြီးတစ်ခုကိုပဲပြောမယ်ဘယ်သူမှသိတာမဟုတ်ဘူးဘုန်းကြီးတို့တွေကိုးကွယ်နေကြတဲ့ဘုရားမြတ်စွာဆိုတာ ဒါမျိုးမဟုတ်ဘူးလေလူသားတွေကတရားကျင့်ပြီးတော့ထူးထူးခြားခြားအသိဉာဏ်တွေရလို့မှန်ကန်တဲ့လင်းစင်တစ်ခုကိုချက်မှတ်ပြီးဒုက္ခအဆုံးသတ်ရေးကိုဟောပြောတာအဲ့တော့ယုံကြည်စိတ်ချသူပြောတာလည်းမဟုတ်ကိုပြောတာလည်းမဟုတ်မြတ်စွာဘုရားသခင်ကိုတော်မြတ်ကအတိအကျဟောထားရှိတယ်လေတယံအဘိညာသစ္စိကတဝပဝေဒေမိ ကိုယ်တိုင်သိပြီးတော့ကိုယ်တိုင်လက်တွေ့ရှင်းသုံးပြီးတော့မှအတွေ့အကြုံတိုင်ဟောပြောတာပါတဲ့အစင်လာ tradition ကိုဟောပြောတာလည်းမဟုတ်ဘူးစာအုပ်ထဲပါလို့ဟောတာလည်းမဟုတ်ဘူးစိတ်ကူးပြီးတော့အကြံရလို့ဟောတာလည်းမဟုတ်ဘူးတဲ့ဟောတစင်စကားဘယ်တမန်ကပြောလို့ဆိုတာမျိုးလည်းမပါဘူးဒီထဲမှာเนาะအဲ့တော့လက်တွေ့ရှင်းသုံးတယ် မြတ်စွာဘုရားကိုယ်တိုင်ကိုကအမခန့်ချက်ပေးတယ်လေဒီတရားတွေဟာတဲ့ငါဟောတဲ့အတိုင်းလိုက်နာကျင့်သုံးမယ်ဆိုရင်ပန်ဒိဋ္ဌိကောမင်းတို့ကိုယ်တိုင်သိနိုင်တယ်လို့ဆိုတာဒီတဲ့ကောင်းတဲ့ guarantee ပဲမှရှိမှာပေါ့ကိုယ်တိုင်လုပ်ကြည့်ရင်ကိုယ်တိုင်ရတယ်ဆိုတာ guarantee ရှိတာပဲပေါ့အဲ့တော့အဲ့ဒါကြောင့်မို့ဒီသာသနာကို နေယာနိကသာသနာလို့ခေါ်တာအဲ့ဒီခါတလေအတန်တူတာတွေအခုခေတ်မှာ တော်တော်များတယ် ူကလည်းသာသနာငါလည်းသာသနာသူကလည်းသာသနာရေးငါလည်းသာသနာရေးနော်သူကလည်းဖယားငါလည်းဖယားဖယားဆိုတာတူတူပါပဲလို့ပြောလို့လည်းပြောတယ်ဩဥပုသ္ဆောင်းတယ်သူလည်းဥပုသ္ဆောင်းတယ်ကိုယ်လည်းဥပုသ္ဆောင်းဘုန်းကြီးတို့တွေတတိထားရမှာကအတန်တူပေမဲ့လို့အဆန်တူရလားဆိုတာကိုတတိထားဖို့လိုတယ်ပေါ့အဲအတန်ကတော့တူလိမ့်မယ်သူကလည်းကမ္မထာအထုတ်တယ်ကိုယ်ကလည်းကမ္မထာအထုတ် သူကလည်းပရိစိတ်ပဲကိုကလည်းပရိစိတ်သူကလည်းဖရာကုံတော့ပွားတယ်ကိုကလည်းဖရာကုံမပွားတယ်ဟောတေချာကြည့်ရင်တမမသိတဲ့ပုဂ္ဂိုလ်တွေကတော့ဘာသာတရားအတူတူပဲလို့ဒီလိုသွားအမှန်တမ်းမှကွဲပြားခြားနာမှုတွေအခြေခံကွဲပြားခြားနာမှုမသိလို့ရှင်ရောရောင်ပြီးတော့ဘာသာတရားဆိုတာတူတူပါပဲလို့လုံးတဲ့ထဲမှာဟာဟုတ်နိုးနိုးလို့ထင်ပြီးတော့သွားလုံးပြီးလို့ရှင်ဒုက္ခတွေရောက် အဲ့တော့လုံးဝမတူဘူးအနှစ်သာရပိုင်းကိုကြည့်ရမယ်လုံးဝမတူဥပုသ္ဆောင်းနာလေးတစ်ခုပဲကြည့်လေဥပုသ္ဆောင်းနာလေးပဲတစ်ခုကြည့်ဘုန်းကြီးတို့ဟောထားတာရှိတယ်ဥပုသ္ဆောင်းခြင်းအဓိပ္ပာယ်ဆိုတာအရင်တုန်းကဟောထားဘူးလေအဲ့ဒီဥပုသ္ဆောင်းနယ်ဆိုတာကအိမ်တမကွာချားတယ်ဘုရားဘာသာတွေဥပုသ္ဆောင်းနယ်ဆိုတာကိုချင်းတရားနဲ့နေထိုင်ခြင်းလို့အဓိပ္ပာယ်ရတယ် ကိုချင်းတရားကိုကျင့်သုံးပြီးနေထိုင်ခြင်းလို့အစာမစားရုံတက်တက်မဟုတ်ဘူးလူတွေကညနေစာထမင်းမစားတာလေးကိုဥပုပ်လို့ထင်းနေတာနော်ခိုးစားနေဘယ်လိုလုပ်အဲ့တော့ညနေစာလေးဥပုပ်မစားတာကိုဥပုပ်ခေါ်တာမဟုတ်ဘူးနော်ကိုစောင့်တီထားတဲ့ကိုချင်းတရားကိုရဲ့ဘောင်းတောင်းလောက်ထားတာပေါ့လေထိတ်ထန်ထားတာ ဒီကနေ့ဖြင့်ငါဘာမလုပ်ဘူးဘာမလုပ်ဘူးဘာလုပ်တာကရှောင်းမယ်ဆိုတဲ့အဲ့ဒီရှောင်းခြင်းနဲ့အချက်တွေကိုလိုက်ကြည့်စစ်ပါတိလဥပုသ်ဆောင်ထားတယ်ဆိုတော့လိုက်ကြည့်ဒီကနေ့သူများတဲ့တချင်းမှရှောင်းမယ်သူများဥစ္စာခိုးခြင်းမှရှောင်းမယ်မမြတ်သောမေရုံခြင်းမှရှောင်းမယ်ဆိုတဲ့ဒီကျင့်စဉ်တွေကိုလိုက်ကြည့်မယ်လို့ဆိုလို့ရှိရင်ညာနာပုဂ္ဂိုလ်တွေကျင့်တဲ့အချက်တွေဒါညာတဏ္ဍာပုဂ္ဂိုလ်တွေကျင့်မှုခက်တယ်လေ အဲ့ဒါလို့ရဟန္တာတွေကျင့်တဲ့အကျင့်မျိုးကိုဒီကနေ့တရက်တာလေးတို့တို့ကျင့်လိုက်ရပြီဆိုတဲ့ဟာဘလောက်မွန်မြတ်တယ်လဲတတလုံးမလုံးနိုင်တော့မှတရက်လောက်လုံးလိုက်တယ်ဆိုတာအလွန်မွန်မြတ်တယ်လေအေးအစာငတ်ခံရုံတက်တဲ့ဥပုသ်ဆောင်တာမဟုတ်ဘူးအစာမစားဘူးဆိုတာဟာ ဘုရားဘာသာရေးအစာမစားဘူးဆိုတာအငတ်ခန္ဓာမဟုတ်ဘူးမနဲ့မှာဝါအောင်စားထားတာဆက်နှစ်နိုင်ဟိုဘက်မစားဘူးဆိုတာဘာတော့မအိတ်ချင်တော့ဘူးအစာအတွက်အလုံးမရှုပ်တော့ဘူးအလုံးမရှုပ်တော့ဘာလို့တုံးတရားနှလုံးသွင်းနိုင်တယ်ပို့ပြီးတော့စိတ်ထဲကစိတ်ရဲ့အညစ်အကြေးတွေကိုတန်ရှင်းအောင်လုပ်နိုင်တယ်ဩတရားနှလုံးသွင်းခြင်းဖြင့်စိတ်ထဲမှာဖြစ်ပေါ်လာတဲ့စိတ်ရဲ့အညစ်အကြေးတွေကိုတန်ရှင်းရေးလုပ် အဲ့ဒါဟာတကယ်ဥပုံရဲ့အနှစ်သာရအဲ့တော့သူလည်းဥပုံဆောင်တယ်ကိုလည်းဥပုံဆောင်တယ်ပြောမယ်ဆိုလို့ရှိရင်အနှစ်သာရချင်းတူရလားတိုက်ချီပေါ့အဲ့တော့မတူဘူးဆိုလို့ရှိရင်အတန်သာတူတာအဲ့ဒါကြောင့်မလို့သာသနာတော်မှာဒီဗုဒ္ဓမြတ်စွာရဲ့သာသနာကိုနေယနိက သာသနာလို့ခေါ်တယ်လောက်ရင်လောက်တဲ့အတိုင်းဖြစ်တဲ့သာသနာ အဲ့ဒါကြောင့်မို့လို့ကိုယ့်ရဲ့သာသနာရဲ့အနှစ်သာရကိုသိဖို့အမတန်မှအရေးကြီးတယ်ပေါ့အနှုတ်ဆိုလို့ရှိရင်အနှစ်သာရကိုမသိလို့ရှိရင်ဒီကနေ့ခေတ်မှာဘာသာတရားတွေရောရောင်ပြီးတော့ဟိုလူကလည်းဒါဒီလူကလည်းဒါဆိုဟုတ်လို့ထင်းနေတာကြတယ်ပေါ့မတည်ဘူးဘူးသူတို့မှလည်းဖျားရှိတယ်သူတို့မှလည်းတရားရှိတယ်သူတို့မှလည်းတန်ခါရှိတယ်ဘုံကြီးရှိတယ်နဲ့ဆိုပြီးတော့ဟုတ်ကလား အတူလားလို့ဆိုရင်အလွန်ကွာခြားတယ်အနှစ်သာရချင်းဒါကြောင့်မလို့အတန်တူပြီးတော့ဒီလိုအနှစ်သာရချင်းမတူတဲ့အခြေအနေတွေကိုအခုမှပြောပြရတာမဟုတ်ဘူးမြတ်စွာဘုရားလက်ထက်ကလည်းပဲဒီလိုပဲတို့လည်းတူတူပါပဲလို့ပြော